မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်အော်တိုဘာလ29ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ Timor-Leste ဒီအာဆီယံဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်ဖြစ်လာမှုကို NUG ကြိုးဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကတီမော်လက်စတေးနိုင်ငံရဲ့အာဆီယံအဖွဲ့ဝင်ဖြစ်လာမှုကိုနှွေးထွေးစွာကြိုးဆိုကြောင်းအော်တိုဘာလ26ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။တီမော်လက်စတေးနိုင်ငံအနေဖြင့်အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှွေးထွေးစွာကြိုးဆိုပါတယ်။ဒီအခမ်းကဏ္ဍကနေကျွန်ုပ်တို့ရဲ့ဒေသတွင်စည်းလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမှန်ခိုင်မာစေဖို့စုမုံကောင်တောင်းအပ်ပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဒီမိုလက်စတင်းနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်လက်ခံကြောင်းအာဆီယံအဖွဲ့ကအောက်တိုဘာလ26ရက်နေ့မှာကြေညာခဲ့ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖွံ့ဖွဲအခမ်းအနားမှာဒီမိုလက်စတင်းနိုင်ငံကို17ရောက်မြောက်အာဆီယံဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံရန်လက်မှတ်ရေးထိုးခြင်းအခမ်းအနားပြုလုပ်ခဲ့ပြီးတော့အာဆီယံခေါင်းဆောင်များနဲ့ဒီမိုလက်စတင်းဝန်ကြီးချုပ်ဂူစမွန်တို့ကအာဆီယံအဖွဲ့ဝင်အဖြစ်လက်ခံရေးဆိုင်ရာကြေညာစာတမ်းကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စစ်ကောင်စီရဲ့ KK Park online ငွေလိမ်လုပ်ငန်းပါဝင်မှုဆွဆွဲချက်ကို KNU ပြတ်သားစွာညင်းဆိုတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံး KNU ဟာမြန်မာစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဘူကျုပ်ဇော်မင်းထွန်းရဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KK Park online ငွေလိမ်လုပ်ငန်းကိုမြင်ကားရမ်းခြင်းနဲ့လုံခြုံရေးစောင့်ရှောက်ခရယူခြင်းဖြင့်အကျိုးအမြတ်ရရှိသည်ဟုသောစွပ်စွဲချက်များကိုပြပြတတ်တတ်ညင်းဆိုကြောင်းအော်တိုဘာလ26ရက်နေ့မှာထုတ်ပြန်ခဲ့ပါသည်။ KNU ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီကဆွဆွဲထားတဲ့ဧကတရာမြေခွက်နဲ့ KK Park Online ငွေလိမ်လုပ်ငန်းလောက်ကင်နေတဲ့ဧက900မြေခွက်တို့ဟာတိကျဖြစ်ပြီးတော့၎င်းမြေခွက်နှစ်ခုဟာ3ကီလိုမီတာအကွာမှတည်ရှိကြောင်းဖော်ပြထားပါတယ်။ဧကတရာမြေခွက်ကိုငှားရမ်းခဲ့တဲ့ TransAsia International Holding Group Thailand Company Limited မူလအီအလင်းကုမ္ပဏီမှ2022ခုနှစ်ဒီဇင်ဘာလကတည်းကရက်ဆိုင်နှုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ KNU ကဆိုထားပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်အရ KK Park Online ငွေလိမ်လုပ်ငန်းဟာ၎င်းတို့နဲ့လုံးဝမသက်ဆိုင်ကြောင်းအခိုင်အမာညင်းဆိုထားပြီးတော့ ဂျိုဒုဓာတ်ပုံများကိုကိုးကားတင်ပြထားပါရီစစ်ကောင်စီရဲ့ဆွဆွဲချက်များဟာ၎င်းတို့ရဲ့နိုင်ငံရေးစီးပွားရေးနဲ့စီးရေးဆိုင်ရာအကျိုးအမြတ်ရရှိမှုများကိုဖုံးကွယ်ရန်ရည်ရွယ်ထားတဲ့မဟုတ်မမှန်သတင်းဖြန့်ချီမှုသာဖြစ်တယ်လို့ပြောဆိုထားပါရီစစ်ကောင်စီက၎င်းတို့ရဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းများမှရရှိတဲ့အကျိုးအမြတ်များကိုဖုံးကွယ်ရန်အတွက် KNU ကိုပြစ်မှတ်ထားဆွဆွဲခြင်းဖြစ်ပြီးတော့ဆွဆွဲချက်များကိုလုံးဝလက်မခံပေ၎င်းတို့ရဲ့ရည်တီချက်ကိုပြတ်သားစွာညှင်းဆိုထားပါရီခင်ဗျာ ဆက်လက်ပြီးတော့ CDM ဘူကြီးထက်မြက်ကစစ်ကောင်စီဝါဒဖြန့်စက်ကားကိုပြင်းထန်စွာဝေဖန်တဲ့သတင်းကိုတင်ပြပေးပါမယ်။စစ်ကောင်စီအုပ်ချုပ်ရေးကာလမှာပြည်သူလှုပ်ရှားမှုများကိုဖိနှိပ်ရန်နဲ့ပြည်သူစိတ်ဓာတ်ကိုဖြိုခွဲရန်ရည်ရွယ်ပြီးတော့ထုတ်လုပ်ထားတဲ့စကားတကားကိုဘူကြီးထက်မြက်ကပြင်းထန်စွာဝေဖန်ထားပါရီ။ထူးစကားဟာပြည်သူစံတာပြရေးကိုအကြမ်းဖက်မှုအဖြစ်ပုံဖော်ထားခြင်းဖြင့် တော်လန်ဤသမိုင်းကိုဖျောက်ချရန်ရည်ရွယ်တယ်လို့သူကဆိုပါတယ်။ဇက်ကားကိုစစ်ကောင်စီရဲ့စိတ်သက်ဆစ်စင်ရေးလက်နက်အဖြစ်ရည်ရွယ်ထုတ်လုပ်ထားကြောင်းဇက်ကားမှပြသထားတဲ့ဇက်ယုံများက CDM ဆန္ဒပြရေးဝန်ထမ်းများကိုပြန်အလုပ်ဝင်ရန်ဆုံးဖြတ်ချက်များကိုပုံဖော်နေပြီးတော့ဆရာမများကခလေးများကိုစာတင်ရန်ကြောင်းအလုပ်ပြန်ဝင်ကြောင်းဆရာဝန်များကကြောင်းမှဆူထားတဲ့တစ္ဆာကြောင်းစေးကုရန်ဆက်လက်လုပ်ကင်ကြောင်းစတဲ့အချက်များကိုထည့်သွင်းထားကြောင်းပြောဆိုထားကြပါတယ်။ ီအချိန်မှာဒီလိုကားမျိုးဘာကိစ္စရိုက်ပြတာလဲပြည်သူကိုအထင်သေးတာလားအားလုံးကအုံနောက်ရှိတယ်ဒါကြီးကအမှန်လို့ brain wash လုပ်ချင်တာလားလို့ဘူကြီးထက်မြက်ကရေးသားထားပါတယ်ဒါအပြင်ဇက်ကားမှာရွေးကောက်ပွဲကိုနိုင်ငံရေးပဋိပက္ခများကို ဖြည့်ရှင်းရန်တခုတည်းသောနီလန်လို့ပြည်သူကိုလှည့်စားထားတယ်လို့ဆိုပါတယ်ဘူကြီးထက်မြက်ကဇက်ကားမှာပါဝင်တရုတ်ဆောင်မှုများကိုလည်း ပြည်သူဒေါ်လန်ရေးကိုပြည့်ရည်ပြုရန်ပါဝင်မှုကိုပြတ်သားစွာစန့်ကျင်ရန်တိုက်တွန်းထားကြပါသည်။ပရာဟိတတစ်ခုလောက်လုပ်ပြပြီးတော့မျက်ရည်ချူပြတာနဲ့ပြည်သူကခွင်လွတ်မယ်ထင်နေရင်မှားသွားမယ်ဆိုတဲ့အကြောင်းပြရမယ်။ပြည်သူရဲ့အမုန်းမှာဖြည့်စည်းမရှိဘူးဆိုတာသိအောင်တော့လုပ်ရမယ်လို့ယူဆမိပါတယ်လို့ရေးသားထားပါရခင်ဗျာ။ဆက်လက်ပြီးတော့ချောင်းမျိုးနယ်တွင် အကျန်းဖက်စေအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ခံစားရသူများနဲ့စစ်ဘေးရှောင်များကိုထောက်ခံကူညီမှုများပြုလုပ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့နယ်အတွင်းမှာအကြမ်းဖက်ဆေးအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးခဲ့တဲ့အပြစ်မဲ့ရဲသားပြည်သူများထိခိုက်ခံစားရသူများနဲ့စစ်ဘေးတင်းရှောင်နေရသူတွေအတွက်ကူညီထောက်ပံ့မှုများကိုအော်တိုဘာလအတွင်းမှာပြုလုပ်ခဲ့ကြောင်းလူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှသတင်းထုတ်ပြန်ထားပါသည်။ ဒါအပြင်အကြံဘက်စစ်အုပ်စုရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ခံစားခဲ့ရသူများကိုအရေးပေါ်ကုသပေးနေတဲ့စီးယုံကိုလည်းလိုအပ်တဲ့စီးပွားတွေထောက်ပံ့ကူညီမှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ကူညီထောက်ပံ့မှုတွေကိုတော့တော်လန်ပြည်သူများအညာလီလာရေးစင်တာနဲ့ We Are People အဖွဲ့တွေကထောက်ပံ့ပေးခဲ့တာဖြစ်ပြီးတော့လူခွင့်ရေးတာဝန်ခံတွေက ပူးပေါင်းကူညီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အကြံဖက်စစ်အုပ်စုရဲ့တုံ့ပြန်လှုံ့ဆော်လာတဲ့အကြံဖက်လေးချောင်းတိုက်ခိုက်မှုတွေကြားမှာပြည်သူလူထုရဲ့အကူအညီလိုအပ်ချက်တွေလည်းပုံမှန်မြင့်မားလာနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်းလိုအပ်ချက်များအတွက်တိုက်ရိုက်ကူညီမှုများနဲ့ပူးပေါင်းချိတ်ဆက်ကူညီမှုတွေစင်စဲမပြတ်လှုံ့ဆော်လျက်ရှိကြောင်းအသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ခင်ဦးမျိုးနယ်အတွင်းမှာရှိတဲ့ရေရှည်စစ်ဘေးတံခန့်ကြေးရွာများကိုကွန်ရက်စီးအဖွဲ့မှအခမဲ့ဈေးကူတာပေးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ခင်ဦးမျိုးနယ်အတွင်းမှာရှိတဲ့ရေရှည်စစ်ဘေးတံခန့်ကြေးရွာများမှာပြည်သူများအားမြေပြင်ဈေးဝါကူတာမှုပေးတဲ့အဖွဲ့အစည်းများနဲ့ချိတ်ဆက်ကကွန်ရက်၏ခင်ဦးမျိုးနယ်တောင်ကန်အဖွဲ့မှအခမဲ့ဈေးဝါကူတာမှုများစောင့်ရွက်ပေးခဲ့ကြောင်းသကိုင်းပြည်သူဖီမအကူကွန်ရက်မှအသိပေးထုတ်ပြန်ထားပါသည်။ ဇေဝါကုသမှုများကိုစကိုင်းပြည်သူဖေးမကူကွန်ရဲရဲ့မိဘအလှရှင်အဖွဲ့အစည်းများအလှရှင်များရဲ့ကူညီထောက်ပံ့ပေးမှုဖြင့်လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စကိုင်းတိုင်းတွင်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူများအထွတ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပံ့ပိုးကူညီလိုပါကစကိုင်းပြည်သူဖေးမကူကွန်ရဲသူချိတ်ဆက်နိုင်ပါကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ခါရှဲကပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ။